2025ခုနှစ်ဧပြီလ15ရက်တင်းကြံအကြက်နေ့မိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တို့ဂျိုရူကပေးပို့တဲ့တိုင်းတာချက်တွေအရမနေ့6နာရီနေပြီးတော့လက်ရှိနေ့လယ်7နာရီအတွင်းမှာမြန်မာပြည်အလဲပိုင်းခါပြတ်ပြီးတော့မိုးရွာသွန်းခဲ့တာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။အထူးသဖြင့် ငလင်ဒေသကိုဖြတ်သွားတဲ့ဒိငွေတွေဟာရခိုင်မကွေမန္တလေးစကိုင်းရှမ်းပြည်နယ်ကိုရွာသွားတာကိုမှတ်တမ်းနေရတွေ့ရှိရပါတယ်အထူးသဖြင့်စကိုင်းတိုင်းမန္တလေးတိုင်းကနေပြီးတော့အောက်ဘက်ကိုဆင်းလာတဲ့မကွေတိုင်းနေပြီးတော့ပဲခူးတိုင်းထက်ပိုင်းတို့မှာမိုးတော်တော်များများရွာနေခဲ့ပါတယ်ထို့အတူပဲမြမပြည်အောက်ပိုင်း မှာလည်းမိုးတွေရွာသွန်းတယ်လို့သခင်ပြည်နယ်မှာလည်းမိုးရွာသွန်းနေပါတယ်။နေ့လယ်7နာရီနေပြီးတော့ညနေ6နာရီအထိဘယ်နေရာတွေရွာနိုင်လဲလို့ကျွန်တော်တို့ခမန်းစက်တွေနဲ့ကြည့်တဲ့အခါမှာမြမာပြည်အနှံ့ပြားမှာ နေရာကွက်ကြားမိုးရွာနိုင်တယ်လို့ပဲအထူးသဖြင့်ငလင်ဒေသဖြစ်တဲ့သခိုင်းမန္တလေးနေပြီးတော့မကွေးတိုင်းတို့မှာလည်း ဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ထို့အတူပဲအကြာချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းတို့မှာလည်းဆက်လက်မိုးရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ညနေ6:00နာရီကနေပြီးတော့ည7:00နာရီရောက်တဲ့အခါမှာတော့ မြမာပြည်အနှံ့ပြားမှာမိုးရွာသွန်းနိုင်တဲ့အနေအထားရှိလို့ကျွန်တော်တို့လုပ်ငန်းတွေအတွက်ပြင်ဆင်ထားဖို့ဒုသတိပေးပါတယ်လက်ရှိအနေအထားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခမန်းချက်တွေအရမြမာပြည်အရှိချမ်းတစ်ခုလုံးဟာတော်တော်မိုးရနိုင်တဲ့အနေအထားရှိပြီးတော့တနင်္လာရီတိုင်းဘိတ်တဝဲဘက်မှာမိုးတိထနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ဒီကနေ့15ရက်နေ့ ရရှိနိုင်တဲ့မိုးရေချိန်တွေဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလင်ဒေသဖြစ်တဲ့မန္တလေးတိုင်း၊စကိုင်းတိုင်း၊ရှမ်းပြည်နယ်၊မကွေးတိုင်း၊နေပြည်တော်တို့မှာဆိုလို့ရှိရင်ကျွန်တော်တို့တက်တက်မ၄လောက်ထိရရှိနိုင်တဲ့နေသားဟာဆိုလို့ရှိရင်အာနေရရှိတဲ့နေသားပါ။နမ်းဘေးမှာအိတ်နေတဲ့လူတွေအတွက်အကူအညီပေးပြီးတော့ရှင်းရှင်းပေးကြပါလို့ကျွန်တော်တို့ဒီနေရာကအစ်တရရခံပါတယ်ဒီ15ရက်နေ့မှာပဲ မွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနိုင်တိုင်းမှာနေရာစိတ်စိတ်မိုးရွာတဲ့ပြင်ကိုပဲကရင်ပြည်နယ်နဲ့သတင်းနိုင်တိုင်းဒေသတွေမှာအချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမဲ့မနေ့ဖြင့်16ရက်နေ့မှာတော့မန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်မြောက်ဖက်နယ်ကချင်ပြည်နယ်တို့မှာဆက်လက်မိုးရွာသွန်းသလိုပဲအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ် တနင်္လာရီတိုင်းတို့မှာမိုးတော်တော်များများရွာနိုင်တဲ့အနေအထားရှိလို့အထူးသတိထားကြဖို့ကျွန်တော်တို့ဒီနေရာကအပြပေးလိုက်ပါတယ်။လူဝတာများရှင်ကိုသက်ထွေးနိုင်မီဒီယာမှာတဆင့်မင်းများနိုင်တယ်လို့ပဲကျွန်တော်တို့ Telegram ကနေပြီးတော့လည်းအသံပိုင်း download လုပ်ရအောင်လို့ကျွန်တော်တို့တိဆက်ပေးနေပါတယ်။ကျေးဇူးတင်ပါတယ်။